အေးသောဆောင်းညတညမိဘုံပွဲပေးတွင်ခရီးတဲ့အုပ်စုလေးကဝိုင်းထိုင်နေကြသည် သူတို့တွေကအိုမင်းပြီးအတွေ့အကြုံရှိသောလမ်းညွန်တဦးကမိတော်များကိုစိုက်ကြည့်ရင်းပြောလိုက်သည်မင်းတို့ခြေရာပြောက်ရွာအကြောင်းကြားဘူးကြလားလူငယ်တယောက်ကမျက်လုံးဝိုင်းသွားပြီးအဲ့ဒါဒဏ္ဍာရီလားဟုမေးလိုက်သည် မဟုတ်ဘူးလမ်းညွန်ကသူ၏ခရီးစဉ်မှတ်တမ်းစာအုပ်ကိုဖွင့်ပြလိုက်သည်စာရွက်ပေါ်တွင်ရွာသားများနေအိမ်များတစ်ပင်များ အားလုံးတညအတွင်းပျောက်ွယ်သွားသည်ခုရေးထားသည်1958ခုနှစ်မိုးကြိုးမုန်တိုင်းတစ်ခုကြပြီးနောက်တောင်ကြီးရှိ ရွှေတောင်ရွာသည်မြေပုံပေါ်မှ လုံးဝပျောက်ွယ်သွားခဲ့သည် သတင်းစာများတွင်ရွာသားတရနှစ်ဆက်လုံးဝပျောက်ဆုံးဟုဖော်ပြခဲ့တော်လဲရှာဖွေသူများဘာမှမတွေ့ခဲ့တခုရေသောလက္ခဏာမှာရွာ၏အလဲရှိတပင်ကြီးအောက်တွင်လူချေရများရုတ်တရက်ပြတ်သွားခြင်းဖြစ်သည် ထူးဆန်းသောပြန်လည်တွေ့ရှိမှု နှစ်60အကြာ2018တွင်ဂျပန်ခီးသွားတူကမြမတော်တွင်မှဓက်ပုံတပုံကိုတင်လိုက်သည်ဓက်ပုံတွင်ရွှေတောင်ရွာဤကျောက်စာတိုင်းနှင့်အိမ်များကို ရှင်းရှင်းလင်းလင်းမြင်ရသည်သို့သောနေရာကိုကပ်ဖြတ်ဖြင့်ပြန်စစ်သောအခါထိုနေရာတွင်ရွာမရှိတစ်တောတာကျဲ့ပြန့်နေသည်လမ်းညွန်ကစာအုပ်ကိုပိတ်ပြီးအုပ်စုကိုကြည့်ကငါတို့ခီးစဉ်မှာဒီရွာကိုဖျက်သွားမယ် ဒါပေမဲ့တတိထားပါတခါတုန်းကလူတစုလည်းဒီလိုပဲညမှာခဏနားခဲ့တယ်နည်းနည်းကြတော့သူတို့တွေကတယောက်ရွာရဲ့အတန်တွေကြားတယ်ဆိုပြီး တော်ရဲဝင်သွားတယ်သူ့ကိုနောက်ဆုံးမြင်ရတဲ့နေရာကခြေရာတွေရုတ်တရက်ပြောက်သွားတဲ့တစ်ပင်ကြီးအောက်ပါပဲလေတိုက်တန်နဲ့အတူမိတောင်များတဖြစ်ဖြစ်တောက်လျက်အုပ်စုထဲမှတယောက်ကဟင်းအခုငါတို့နောက်မှာခြေတန်ကြလားဟုတုံတုံကြီးပြောလိုက်သည်